တော့မဆာကလူခေါ်လက်ခေါ်ခေါင်းလောင်းလေးအကြောင်းပြပြမယ်နော်မိမိကဆိုင်ရောင်းဝယ်တွေလုပ်ပြီးဆိုရင်ဘာဆိုင်ပဲလုပ်လို့လူလာမှလက်ပွင့်နာရောင်းဝယ်ကောင်းတာဖြစ်တယ်ဒါကြောင့်မလို့လူခေါ်မယ်လက်ခေါ်မယ်ဒါမျိုးအတွက်ကိုဘလို့အစီရင်လေးနဲ့လွယ်လွယ်ကူကူနဲ့အသုံးပြုလို့ရတယ်အစီရင်လေးအကြောင်းပြပြမယ်နော် အာမိမိဆိုင်မှာ အတိုက်ဒီလိုမျိုးဟိုပေါ့နော်ဒီအစီအရင်လေးပြုလုပ်ထားတော့လဲမိမိဆိုင်မှာဆိုင်ချင်းချင်းအတိုက်ခိုက်တွေကလည်းလွတ်ကင်းမယ်သူတို့ကပယောဂနဲ့စီရင်ထားတာတွေလည်းလွတ်မြောက်တယ်ပေါ့နော်နောက်ပြီးကြတော့ဒီလိုဟာလေးကို ပြုလုပ်ပေးခြင်းအပြင်မိမိဆိုင်မှာလူလဲလာမယ်လူလာတဲ့အတွက်ငွေလဲလာမယ်ဒါကြောင့်မလို့လူခေါ်လက်ခေါ်တဲ့ခေါင်းဆောင်အစီအရင်လေးကြောင့်ကိုအစားပြပြမယ်နော် ဒီဟာပြုတ်လုံနေလေးရတော့မိမိဆိုင်ရဲ့ဖရာเจ้าဆောင်အောက်မှာအတန်အတန်ဘယ်လိုပြောမလဲအတန်နားထောင်လိုက်ရင်ချိုချိုလွင်လွင်လေးနဲ့နားထောင်လို့ကောင်းတဲ့ခေါင်းလောင်းလေးနှလုံးကိုကျိုးဝါလေးနဲ့ချိတ်เนาะကျိုးအဝါလေးနဲ့ချိတ်ပြီးတော့ကျိုးဝါလေးကိုလှုပ်ရမ်းပြီးတော့အဲ့ဒီကျိုးဝါချိတ်ထားတဲ့ခေါင်းလောင်းလေးကိုဖရာเจ้าဆောင်အောက်မှာဆွဲထားပြီးเนาะ ဒီကျိုးဝါလေးကိုမနက်ပိုင်းကျရင်လှုပ်လှုပ်ပြီးတော့လူလာပါစေလက်လာလူလာပါစေလက်ဝင်ပါစေလူခေါ်လက်ခေါ်ပြီးတဲ့ခေါင်းလောင်းလေးဖြစ်ပါစေဆိုပြီးတော့ခေါင်းလောင်းလေးကို ခေါင်းလောင်းလေးနှလုံးကိုအမွှေးနဲ့နေလေးဆွဖြန်းပြီးတော့မကြာခဏလှုပ်လှုပ်ပြီးတော့ဆူတောင်းပေးပါနော်အဲ့လိုမျိုးပြုလုပ်ချစ်ပေးခြင်းအပြင်မိမိဆိုင်ရာခါတိုင်းနဲ့မတူဘဲနဲ့လူဝင်များပြီးတော့လက်လာပါလဲရှင်လန်းလာပါလိမ့်မယ်ခေါင်းလောင်းတန်လေးချောင်းလည်းလူဝင်လက်ဝင်လာပါလိမ့်မယ်နော်အားလုံးပဲအဆင်ပြေကြပါစေ